အလိုမင်္ဂလာပါချင်မင်္ဂလာပါရှင်မင်္ဂလာပါမင်္ဂလာပါဒါရီလို့ မှာကမနဲ့ခွန်မိုက်တော့ဆယ်မိနစ်ရှိပါပြီလို့ချေတုံးရဲ့အမလေး group ထဲမှာ share လို့မရအောင်သိလား group ထဲကဘာဖြစ်လဲမသိအမပြောသလိုပဲအမရဲ့ Facebook ကလေသူတို့ပေါ့နော်ဇူဇူကမောင်းလို့လေသူကမော်တီချထားတယ်သိလားနော်လုံးဝတက်လို့မရအောင်လုပ်ထားတယ်မင်္ဂလာပါညီမကြီးအမ group ထဲမှာ share လို့မရလို့ ဖြစ်နိုင်လို့ရှင်တော့ share ပေးပါနော်နည်းနည်းလေးပြောစရာလေးရှိလို့ဒီလားဒီမှာမနေ့ခေါ်နိုင်မောင်းနေရပဲလင်းအောင်မရှိတော့အချိန်ပေါ့မကြီးမောင်းနေရအမောင်တို့ကအဲ့လိုမျိုးမနေ့ခေါ်နိုင်မှာလည်းကျုပ်စီမှာအမောင်တို့ရှိပါတယ်လို့ဒီစောင်းရသေးရတယ်လို့ပဲခဏနေပါဖွင့်လိုက်ပါဦးမယ်အမလေးဟုတ်တယ်ညီမညီမဒီမှာမနေ့ခေါ်နိုင်ထိုးနေပြီ လင်းအောင်ရှိဘူးညီမရဲ့ဒီမှာကဒီမှာကအလိုပဲဒီလိုချိန်ဆိုအလင်းအောင်ရှိဘူးရှင့်ဒီမှာကအလင်းအောင်ရှိပါကျမကလည်းမိထုံးရတာရန်နှမျောတယ်မိထုံးမိထုံးရတာပတ်စံရန်ကုန်တာနှမျောတယ် energy တွေကုန်မှာဆိုလို့ကဲခဏနဲ့ဒီလိုမျိုးလိုင်းပေးမယ်နော်အမကစစ်ကုတ်တယ် ဒီမှာအဲ့လိုမီးထွန်းရတယ်ဒီလိုချိန်ဆိုမီးထွန်းရတယ်မထွန်းလို့မရအောင်သိလားဒီနေ့ဘာပြောချင်လဲဆိုတော့လေအမကဒီဟိုပေါ့ဒီ Facebook မှာက live လွှင့်လဲသူကခြားထားတယ် live လွှင့်လဲသူကခြားထားပေးတယ်ပြီးလို့ရှိရင်ဟိုပေါ့ပြောရမယ်ဆိုရင်အမအကောင့်ကဇူဇူကလုံးဝကိုသူကသိမလားตัวงรว่าตัวงอกซะโหเปาะๆมั้ยเนาะซูซูอ่ะอม่าโหตัวโหซา ဘလူးမောက်ရှောက်ခိုင်းလို့ရတာပေါ့နော်ရှောက်ခိုင်းတာပေါ့နော်ရှောက်ပေါ့နော်ရှောက်ပေါ့ဆိုတော့အမပြောတာကအမဘလူးမောက်ကိုမရှောက်နိုင်ဘူးဘာလို့မရှောက်နိုင်လဲဆိုတော့အဲအမတို့ငွေနဲ့ဆိုရင်တစ်လောက်300ရှိတယ်ဒါရေရွတ်တာမှန်နော်300 300ဆိုလို့ရှိတာပတ်ထောင်နေပါရှိတယ်ပတ်ထောင်နေပါမှဘာလို့ရှောက်မှလဲနော် ပြီးတော့အမကြားတာကဘလူးမောက်သမားတွေကရေးချင်လဲရေးလို့မရအောင်ကိုပို့စ်တင်နိုင်လဲပို့စ်တင်လို့မရဘူးကိုရေးချင်နိုင်လဲကိုရေးလို့မရအောင်ပြီးတော့အမြင်တန်းလေးစာထိန်းချုပ်ထားတာဆိုတော့အမကအဲ့ဒါမျိုးတော်တော် ဟိုပတ်စံပေးမနေဘူးပေါ့နော်ခဏနေအမကိုကိုရဲမမြင်ရပါဘူးကြီးမမောင်းနေမမရဲ့အင်္ဂလိပ်စာတင်မလို့တင်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 ရမယ် how are you you are how ပေါ့ကဲငါတို့စီမမနဲ့ခေါ်နိုင်မှာမိလေးအောင်ဥစားမှောင်နေပါတယ်ဆိုဒီမှာ တင်တင် how are you you are how you are how လာမုံစိမ့်ပါတို့ငင်းတော့ပြောတဲ့စကားလေး you are how လာမုံစိမ့်ပါမုံစိမ့်ပါဒီနေ့ပါဦးဒီနေ့ပြောချင်တဲ့စကားအတိအကျပြောမှာပေါ့နော်ကောင်းတဲ့သမီးရေကောင်းတယ်ကောင်းတယ်ဒီနေ့ပြောချင်တဲ့ဒီ life လေးကတော့အတိအတိအကျပြောမှာပေါ့နော်အတိအကျပြောမယ်ဆိုတာကအဲ့လိုပါဒီနေ့မနေ့ပဲဟိုဒီနေ့ဒီနေ့ကျမကျမကျမက post တစ်ခုတင်လိုက်ကောတင်လိုက်တော့အဲ့ဒီ account တစ်ခုက အမအောင်နည်းနည်းလာပြီးတော့ complain တက်ထားတယ်။ ta comment တက်ထားတယ်ဆိုတာကဘလို့လဲဆိုတော့အမပြောတာရှင်းရှင်းလေးအမ post ကိုကြိုက်ရင်ကြည့်မကြိုက်ရင်လည်းမကြည့်နဲ့အမမကြိုက်ရင်လည်း unfriend လို့အမလည်းမျက်စိနောက်ခံပြီးတော့မကြိုက်ဘူးဆိုတော့အမလည်း unfriend လုပ်တယ်။ဒါပေမဲ့ဒီကာလတစ်ခုမှာသူ့အမြင်ကိုမြင်ကတူချင်မှတူမယ်နော်။အမကဟိုတော်လိုင်းကြီးမင်္ဂလာမွေ့ အမကတော်လန်ရေးမှာပါလာတဲ့အခါမှာအလှရှင်တသက်နဲ့ပဲပါလာတယ်အလှရှင်တသက်နဲ့ပဲပါလာတာပြီးတော့တခိုးတွေကိုအမမကြိုက်ဘူးတခိုးတွေအဲပြပြခွက်ခေါက်တခိုးမှန်တယ်များတခိုးကြီးတခိုးလေးတခိုးအစိမ့်တခိုးအနီးတခိုးအကုန်တခိုးမှန်တယ်များကိုကွာလုံးဝကိုတော်လန်တယ်ဒါပွေလင်းပြောတာတခိုးတွေကိုဖော်ထုတ်ပေးရသူဆိုလို့ရှင်ကွာအားပေးတယ်ကိုကိုရလည်းဝန်းရံပေးတယ်ဒါပေမဲ့အခုဖြစ်နေတဲ့ ဟိုပေါ့မနေ့ကအမတင်တဲ့ post တစ်ခုอ่ะပြီးတော့အမ post ကတော်တော်ညီမတို့မမြင်ရအောင်ဘာကြောင့်လဲဆိုတော့တို့ကထိန်းချုပ်ထားတာလေဟိုဇူးဇူးอ่ะလေတလားဟိုငါငါ post ကိုသူကတက်ချင်မတက်ရအောင်ညီမတို့လည်းမသိခါကြလို့ရှိရင်ဟိုတောက်လည်းပြောတယ်မမြင်ရဘူးပေါ့နော်တချို့ post တွေမတင်ရအောင်ဆိုတော့သူကအမကိုဘာလာရေးလဲဆိုတော့အမ comment မှာဘာလာရေးလဲဆိုတော့ဟိုပေါ့အခုဖြစ်နေတဲ့အမှုပညာရှင်ကိစ္စပေါ့နော်ဒီအမှုပညာရှင်တယောက်ကနာမည်ကြီးအမှုပညာရှင်ကနိုင်ငံရေး post တွေတင်လို့နိုင်ငံရေး post တွေ ရိုက်လို့နိုင်ငံသချင်းဆိုလို့ပေါ့နော်ဟိုစာ blame နေမဲ့ compliment တက်နေပေါ့ကွပြစ်မတင်မဲနဲ့တခိုးပြည်ပြည်တခိုးတွေကိုပေါ့နော်အပြစ်တင်မို့ဆိုအမပြည်ပြည်တခိုးလည်းအပြစ်တင်တာပဲနော်အဲ့ပြည်ပြည်တခိုးတွေကိုငါရေးတာလောက်လေငါလောက်ရေးတာငါပဲနေတိုင်းလို့ရေးတာကြားတော့လည်းမရင်တော့မောတယ်ကွဒါပေမဲ့အခုဖြစ်နေတဲ့ဒီဆယ်လီတယောက်ပေါ့နော်ဆယ်လီဥပညာရှင်တယောက်ကအခုလိုမျိုးနိုင်ငံရေးနိုင်ငံရေးရုပ်ရှင်တွေရိုက်တယ်ဆိုတော့ငါတို့ တချက်ရှင်တော့မသိသေးတာကလေကျမပြောပြမသိလားအဲ့ဒါကျမတို့လူမျိုးတွေရဲ့ဦးနှောက်မှာ ရှိတဲ့အသည့်တွေကလေသူတို့တကယ်ချစ်ပြီးဟေ့ဆိုရင်ကျမမပြောဘူးဝိုးဝေးမကြည့်နဲ့တခိုးကခိုးနေပါတယ်ဆိုတာမှအဲ့တခိုးကိုဝင်းရံတဲ့သူကရှိသေးတယ်အဲ့တခိုးကိုချစ်တဲ့စိတ်နဲ့ဝင်းရံတဲ့သူကရှိကိုရှိနေတာလေမဟုတ်ဘူးလား ငါတို့ကပြောဒါရသခိုးပါသူဒီခိုးနေပါတယ်သူဒီလိန်နေပါတယ်သူသူများဘတ်သိမ်းပေါင်းဘတ်ဘလောက်လဲတိမ်တိမ်းမှမသိဘလောက်လဲရှီးပြီးတော့ပြန်မပေးပါဘူးခိုးခိုးလို့ဒီလိုပြောနေတာကိုငါတို့ပြောလေအဲ့သခိုးကိုချစ်တဲ့စိတ်နဲ့ဝင်းရံတဲ့သူတွေရှိတာမမှားဘူးသခိုးပြမဟုတ်ဘူးဝင်းရံတဲ့သူတွေအဖြစ်ဒီလိုပဲဒီနမဲကြီးတယောက်ဆောင်တွေကဒီလိုမျိုးအချိန်မှာ အဲ့ဒီနိုင်ငံအဲ့ဒီရုပ်ရှင်ကားတွေရိုက်တာကအဲ့ဒါကိုနားလဲပေးရမယ်ခွင့်လွှတ်ပေးရမယ်ပြောနေတာကလေမင်းသားတွေအပြစ်လည်းမဟုတ်ဘူးရှင်တို့ပါတော့ရှင်တို့ချင်းရဲ့အပြစ်တွေဘာကြောင့်လဲအဲ့ဒါခတ်တာလူတွေကလေနားမလဲတာလားကျမလည်းမသိဘူးကျမက ကျမရေးတဲ့ post မှာရှင်းရှင်းလေးပဲရေးထားတာဒီမင်းသားတွေကဂါတကာရိုက်လို့ရှင်တိတ်ထောင်ချီရတာလေနော် ိန်ထောင်ချီရတာတချို့မင်းသားဆိုတကားကို၄000 5000တိန်၄000 5000ရတာအဲ့တိန်၄000 5000ရတဲ့မင်းသားကဟိုတချို့တွေကမင်းကပို့စစ်ဆိုတက်လာဟာတပုံယူအဲ့မင်းသားကိုဆဲတဲ့သူနဲ့အဲ့ဒီမင်းသားပြောတဲ့သူတွေနဲ့အဲ့ဒီမင်းသားကိုတချို့အနီပိန်အုပ်စုတွေလည်းကွာပြည်သူတွေရဲ့ငိုစံကိုမကြောက်ဘူးလားကျမတစ်ချက်ပြောလိုက်မယ်သူတို့နားရှိတယ်သူတို့မျက်စိရှိတယ်ဒါပေမဲ့တိန်5000ဆိုတဲ့ပတ်စံနဲ့သူတို့ဘောမလဲဘူး ပြည်သူတွေငိုရာမုံရာတို့ခေါင်းနဲ့မထည့်ဘူးသိန်း9000တော့သူတို့ကအထဲထဲမှာနေနေရတယ်ဟုတ်တယ်ဟုတ်သူတို့ရဲ့အခက်ခဲအချက်တဲသူတို့ပဲသိမှာကျွန်မလည်းမသိဘူးရှင်တို့လည်းမသိဘူးဟုတ်တယ်ဟုတ်လူတိုင်းကကိုယ့်ရဲ့အခက်ခဲကိုယ်ပဲသိတယ်ကျွန်မတို့ဘယ်သူမှမသိနိုင်ဘူးအဲ့ဒါကိုသွားပြီးတော့ဟာအပြစ်တင်ရတာဒီဘက်ကလည်းအပြစ်တင်ဟိုဘက်ကလည်းအပြစ်တင်ငါ post မှာလာပြီးတော့ငါလည်းလာပြီးတော့ complaint တယ်ကျွန်မပြောမှာကျွန်မ post မှာကျွန်မရေးချင်တာရေးတယ်မကြိုက်ရင်မကြည့်နဲ့ မကျမသည်စိတ်လည်းမစိတ်ဘူးနေလည်းမနေဘူးငါဘယ်ကြားမှငါမနေငါအစိတ်နဲ့နေငါအရန်မုံလုံးအားကြီးလို့ပါဆိုမှဒီလောက်တောင်လေးဟိုငါလည်းမင်းသားတွေငါကြိုက်ပါတယ်ငါကြိုက်တဲ့မင်းသားလည်းရှိတာပဲအမေငါ follower မလုပ်ထားဘူး unfollow ထားတယ်ကြည့်တော့ခိုးကြည့်လိုက်တယ်တော့ခိုးကြည့်လိုက်တယ်သူဘာလေးတင်လာအဲ့လောက်ပဲကြည့်ပါကြောက်လို့ဆိုကျမတို့တွေကနားမလဲအဲ့ဒါတွေပဲနောက်ဆုံးကျမပြောပြီးပြီလေမင်းရမှာဟိုမှာမင်းသားတယောက်ကိုမြန်တချင်းဆိုတော့မင်းသားတယောက်ကို လှူနေတာတိုင်းနဲ့ဆယ်တွေဖက်ကနဖက်ကနငါအဝတ်တွေမှာပတ်စံနဲ့ကပ်ပေးတာအများကြီးပဲကျွန်တော်လူမျိုးတွေကချစ်ပြီဆိုရင်ဘာမှမသိတော့ဘူးအကုန်ချစ်တာတကယ်တမ်းကျတော့ကျွန်တော်တို့လူစားမျိုးတွေရှိတယ်ကျွန်မနဲ့တည်တဲ့ညီမလေးတွေဆိုလို့ရှင်မရှိစင်ရတာတွေကိုကလူမလားเนาะငါတို့ဟိုစစ်သေးဆောင်စခန်းမှာဒုက္ခရောက်နေတဲ့ရေမရှိရသူရေတို့ကတို့တွေကအဲ့လိုသွားကြတယ်မသူတို့တွေကြတော့ဒီဆယ်လီတွေတက်ကိုချစ်တဲ့စိတ်နဲ့တိတ်နဲ့ဆယ်တိတ်တရားတိတ်ကို လူချရတယ်လေမတူဘူးလေလူချင်းမတူတော့သွားပြီးတော့ပြောလို့မရဘူးနင်းနင်းရရွေးချယ်မှုကနင်းရွေးချယ်မှုငါရွေးချယ်မှုကငါရွေးချယ်မှုအဲ့ဒါကိုတခါတည်း complaint တက်ပြီးတော့ရန်ဖြည့်ကြသူ့ fan ကို fan နဲ့ဘာတွေဖြစ်နေရတာလဲဒါကြောင့်မလို့ကျွန်တော်လုံနေတဲ့အလုပ်တွေကမပြီးမစီးအဲ့ဒါကြောင့်ပဲကျွန်မပြောပြီးမင်းသားတစ်ယောက်ကတကားကို3000လောက်ရတဲ့မင်းသားတစ်ယောက်က तू ဘယ်လဲမလဲသူ့ရဲ့ကြွယ်ဝချမ်းသာမှု သူ့မိသားစု ဟုတ်တယ်ဟုတ် ရှင်းတော့လဲရလားကဲငါအဲ့ဒါဆိုကျမမေးမယ်ဒါကြောင့်တော့မာလေးပြည်ပြည်အမတ်တွေတခိုးတွေခိုးွားပြီးတော့နိုင်ငံခြားမှာအေးဆေးစီးနေနေရလေဟိုလိုင်းပေါ်နေပဲအာတယောက်ထဲတိုက်သွားမယ်ဘယ်သူမှမတိုက်လဲတယောက်ထဲတော်လန်သွားမယ်ပြောနိုင်မှာပေါ့သူကနိုင်ငံခြားမှာလေဟုတ်တယ်ဟုတ်နိုင်ငံခြားမှာဟိုတနေရာမှာနေပြီးတော့အာငါတို့ကတော့အဆုံးထိသွားမှာပဲမအော်နေတဲ့သွားအထဲဝင်ညီတို့သူတို့လိုအထဲမှာဆိုရင်ရောညီတို့တွေဘယ်လိုနေကြမလဲကျမတော့မသိဘူး သူတို့စိတ်ပါလို့လောက်တာလည်းဖြစ်ချင်းဖြစ်မယ်စိတ်မပါလို့လောက်တာလည်းဖြစ်ချင်းဖြစ်မယ်ဒါမှတခုတော့ရှိတယ်အဲ့ဒါကိုကျမကိုအပို့စ်မှာလာမှန်းသွားတဲ့သူတရား तू ကလည်းရေးတယ်ပါသူမျက်နှာမပြအောင်တော်တော်ကျမအကောင့်လက်မခံဘူးအဲ့လိုမျက်နှာမပြတဲ့အကောင့်နေဟိုဟိုနာမည်တွေကလည်းပေါက်ကြရလေးဆိုကျမလက်မခံမိမဲ့ကျမသူ့ကိုကြည့်လိုက်တော့အော် तू ဟာဟိုသူ့ရဲ့အကောင့်ထဲမှာလဲကိုနဲ့ခင်မင်းရင်းနေတယ်လို့ရှိတော့ကိုကလက်ခံပြီးတော့သူ့သူ့အကောင့်လာအတိုင်းကျမလက်ခံရတာပါကျမတော်တော်ဘူးမှအကောင့်သွားမှတ်ဘူး ဒါပေမဲ့ तू ကပြောချင်တဲ့ပုံစံကအပြစ်မတင်နဲ့ပေါ့ကျမဘာမှလည်းဖြစ်မတင်ဘူးဒီဆယ်လီတွေလည်းကျမအပြစ်မတင်ဘူးဆယ်လီတွေကိုကျမချစ်လို့လည်းကျမတထွင်းတာမစားဘူးအဲ့ဆယ်လီတွေကိုကျမမဝင်းရလည်းကျမထမင်းကျမမစားဘူးဒီလိုပဲရှင်တို့တွေအဲ့ဆယ်လီတွေကို follower လုံးလုံးမလုံးလို့နင်တို့ထမင်းတို့စားနေရတာနင်တို့တွေပတ်စံမရှိလို့ရေတစ်ခွက်မတောက်နိုင်အဲ့ဆယ်လီတွေကနှုတ်ပတ်စံတပြားမှလာမပေးဘူးနင်တို့တွေ follower တွေလုံးပေးလို့ကသူတို့အမှဟို blue mark တွေရပြီးတော့เนาะជីវွားချမ်းသာသွားကြတာ အဲ့ဒါတွေကူးထီထီတချို့တွေကနားမလည်ကြအောင်အနုပညာရှင်ဆိုတာကျွန်မပြောပြပြီးဟိုကောင်းပါတယ်ဒါပေမဲ့အနုပညာရှင်အကောင်လုံးကတပုတ်ရဲသမားတွေကြီးပဲဟုတ်တယ်ဟုတ်အေးကိုကြိုက်လို့ကိုရွေးချယ်သားသူတွေလည်းကျွန်တော်တို့ပြစ်မတင်သလိုသူကတော့စကားဆန်နဲ့ပေါင်းပေါင်းပဲပဲဘယ်လိုပဲပေါင်းပေါင်းသူကိစ္စသူလေဟုတ်တယ်မလား तू သူတို့ရွေးချယ်တဲ့အရာတကူသူတို့ပဲသိတယ်နော်ဒါပေမဲ့တခုတော့ရှိတာတော့သူတို့ပြောလိုက်တဲ့နှုတ်ထွက်စကားတခုကဘာကျွန်တော်နိုင်ငံဆယ်လီရန်ချစ်တာလေး ဆယ်လီယန်ချစ်တဲ့ကြောင့်အနုပညာရှင်တွေဘာပြောပြောတော့အကုန်ရောတဲ့ခင်မှာအနုပညာရှင်တယောက်ကပြောလိုက်တဲ့စကားတစ်ခွန်းကသူတို့ရဲ့ခေါင်းထဲမှာသူတို့ကအမြင်မကျေကြတော့ဘူးလေတော်မလားအမြင်မကျေတော့ဟာဒီအနုပညာရှင်ဒီကရိုက်တယ်ဆိုရဟုတ်ချင်လဲဟုတ်မှာပဲဆိုတော့အတွင်းနဲ့အတွေ့အော်ဝင်ကြီးဝင်သွားလိမ့်မယ်ဒါကတော့အမှန်ကန်ပဲယနေ့ထိဒီအမှုပညာရှင်တွေရောင်းတဲ့ live share တွေဆိုလို့ရှိရင်တန်းစီသွားကြတာပဲလေကျမတို့မှားတယ်လည်းမပြောမှန်တယ်လည်းမပြောဒါပေမဲ့ ရှင်တို့တွေတချို့တွေက ကျမတော့ရှင်းတယ်ကျမသည်ဟိုမစိမ့်မှုမနေဘူးဘယ်အနုပညာရှင်ကိုမှလည်းကျမ follower မလုပ်ထားဘူးကျမဘယ်သူမှ follow မလုပ်ထားဘူးကျမကြည့်ရင်လို့ရှင်ကိုယ့်အကို YouTube ပတ်ခိုးကြည့်အခုနောက်ပိုင်းဆိုပိုတော်ဆိုးသေးအဲ့အဲ့ရုပ်ရှင်ကားလာပါလားအဲဗာလဲအခုထွက်နေတဲ့ကားကျမကြည့် YouTube မှာကြည့်လို့ရပဲ free way ဟာရောကြည့်ပါဦးအကုသူပေးတဲ့ဇလန်းတူလာပါကျမမကြည့်ဘူး ကျွန်မတို့အကုသို့ပေးမဲ့အရာကျွန်မမကြည့်ဘူး။ဘာကြောင့်လဲဆိုအချစ်တခိုးဖော်ထုတ်ရေးဆိုကျွန်မကြည့်တယ်။တခိုးဖော်ထုတ်ပေးရမှာတခိုးတွေကိုကျွန်မတို့ကဒီတခိုးတွေကြောင့်ကျွန်မတို့တွေကြန့်ကြာသွားတယ်အများကြီးပဲ။အဲ့တခိုးတွေကြောင့်။ဒါမှမဟုတ်အဲ့တခိုးကိုလည်းဆယ်လီချင်းချင်းကကာဗာလုပ်ပေးတာရှိတယ်ဆိုတော့ရှင်တို့အားလုံးအတူတူနဲ့အလူလူတွေကြီးပဲ။အတူတူနဲ့လူလူတွေကြီးပဲ။ဒါမှမဟုတ်ကျွန်မဘာတခုတတိယလိုက်လဲဆိုတော့ အခုချိန်မှာအာငါတို့ကရွေးချက်ထားတာမင်းတို့ကငါတို့လိုမလုပ်နိုင်ဘူးလားပြောတဲ့သူရှိမယ်ဟုတ်တယ်နော်အာငါတို့ကတော့ကွာတိုက်နေကြတာငါတို့ကရွေးငါတို့ကလုံနေကြတာအကုန်လုံးလုံရမယ်ဆိုတော့ပုံစံမသွင်းနဲ့ဘာအဲ့ဒါကျွန်မဥပမာတစ်ခုနဲ့ပြောပြမယ်တလားမမရရဒါကြပါပြီဒါအမေအမေစုလက်ထက်တုံးကဖြစ်လိမ့်မယ်အမေစုအင်တာဗျူးတစ်ခုလုပ်တယ်အဲ့ဒီအင်တာဗျူးက C CNN လာကျွန်တော်တို့စီကလည်းတစ်ခုလုပ်တာရှိတယ်ကွာကြာတော့ကြာပြီတလား အဲ့ဒီ interview မှာဖက်လိုက်တယ်ဖက်လိုက်တယ်ကျွန်မအဲ့ဒါကိုကျွန်မတချို့အမေစုရဲ့ဒီပေါ် interview တွေကျွန်မဒီခေါင်းမှာမှတ်ထားတယ်။ဘာကြောင့်ကျွန်မအတွက်အတူယူစရာလည်းရှိရတဲ့တချို့စကားတွေကအမေစုရဲ့စကားတွေကအရင်အတူယူဖို့ကောင်းတယ်အမေဆိုကျမအရန်လေးစားတယ်ဒါပုပ်ပုပ်လင်းပြောတာကျန်တဲ့ကိစ္စတွေကျမသိမသိချင်ဘူးတချို့အရာမှာလည်းအမေဆိုဒီရန် perfect တော့မဟုတ်ဘူးတချို့အရာတွေမှာမှားချင်တယ်မှားမယ်သူရအတွေးခေါ်တယ်ဒါပေမဲ့တချို့အရာတွေကျမအတွက်ကဟိုအတူယူစရာတွေပေါ့နော်ကျမကြိုက်တယ် သူသူ့ interview တခုမေးတာကျွန်တော်တို့ sweeting ကမေးတာမောင်လောမေးတာဖြစ်လိမ့်မယ်ဟုတ်တယ်သူ့မေးတာပေါ့နော်သူဒီလိုမျိုးဟုတ်ပေါ့ဖန်ခံရတယ်ပေါ့နော်ဒီလိုမျိုးအချင်းကြခံတဲ့ခါမှာပေါ့နော်သူသူဒီနိုင်ငံကြီးမှာသူရွေးပြန်လာခဲ့တဲ့အတွက်ကြောင့်ပေါ့နော်သူပေါ့ဒီရွေးချယ်မှုအတွက်နောင်တရလာလာတစ်ချက်လုံးမေးလိုက်တာပေါ့နော်အဲရွေးချယ်မှုအတွက်နောင်တရ base of base ဆက်ရလာလို့မေးတာ base ဆက်ရလာလို့မေးတဲ့ခါမှာအမေစုဖြေခဲ့အဲ့ဒါပြန်ကြည့်လို့ရမှတင်တယ်ကျမပြန်ရှာကြည့်မယ်သူမ base ဆက်ပါဘူးတဲ့နော် အပေးဆက်ခဲ့ဘူးတဲ့ငါရွေးချယ်ခဲ့တာတဲ့ပြန်ပြောမယ်နော်မေဆုအဲ့ interview ပြန်ကြည့်တွေ့လိုက်မယ်ကျမမပေးဆက်ခဲ့ဘူးတဲ့ကျမရွေးချယ်ခဲ့တာတဲ့ तू ရွေးချယ်ခဲ့တဲ့ကြောင့်မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ तू ခံသွားမှာပဲအဲ့လိုပဲကျမတို့အခုလက်ရှိဆယ်လီကြတဲ့သူရှိမယ်ဆယ်လီမကြတဲ့သူရှိမယ်အစိမ်းကြတဲ့သူရှိမယ်အနည်းကြတဲ့သူရှိမယ် အဲကိုလုံးကကိုရွေးချယ်မှုနဲ့ကိုတော်ထဲမှာနေတဲ့ကလေးတွေရှိမယ်တိုက်တဲ့သူရှိမယ်မတိုက်တဲ့သူရှိမယ်အားလုံးကကိုရွေးချယ်မှုနဲ့ကို သွားကြတာဟုတ်တယ်မလားကိုရွေးချယ်ခဲ့တာကိုရွေးချယ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မာသည်ဖြစ်စေမှန်သည်ဖြစ်စေကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေဘောမာသည်ဖြစ်စေအဲနီပိန်ဖြစ်စေကိုရွေးချယ်မှုဖြစ်တဲ့ကြောင့်ကိုနဲ့ပဲဆိုင်တယ် ကျမမကြိုက်ရင်ကျမအန်ဖရိုက်ခုဒီနေ့ဒီနေ့တမနဲ့လုံးပါဒီဟိုဒီလင်မယားပေါ့နော်ကျမလည်းမနားမလဲဘူးကျမ Facebook ထဲမှာကျမတရက်တရက် blog လိုက်ရတာလည်းမနေဘူးအဲ့အဲ့လင်မယားနှစ်ယောက်အမေရိကလင်မယားနှစ်ယောက်တစ်ချဲလုံးသူများတွေ share လိုက်ကျမ blog လိုက်အကုန်သူတို့ရဲ့လင်မယားနှစ်ယောက်ရဲ့ post တွေတက်လာတိုင်းသူများ share တယ်ကျမ blog ထားတာအများကြီးပဲအဲ့လင်မယားနှစ်ယောက်ကတော့ကျမရဲ့မျက်စိထဲမှာလုံးဝကျမမကြိုက်ဘူးဘာကြောင့်လဲဆိုတော့ ကျမပြောမယ်အဲ့ဒါကျမပြောလေသူတို့ကတစ်ချက်လောက်ငိုပြလို့ရှင်ဩသမီးလေးတွေရှေ့ရေးဆိုအာသနာကြပြီသူလားရမ်းမယ်ဟောတော်ထဲမှာတော်ထဲမှာခလေးတွေဘုံချင်းအောက်မှာစာသင်ရခလေးကြဘာသူမှမသနာကြအောင်အဲ့တို့ခလေးကြအသက်ရှိတယ်အာတို့ခလေးကြတော့မလို့ပြောပါနဲ့အမလေးတို့ခလေးတွေအမလေးအသက်ဟိုရန်သနာဖို့ကောင်းတာသူကပေးဆက်ခဲ့ရတာဘာပေးဆက်ခဲ့ရတာလဲအဲ့ဒါဆိုရင်တချို့အမှုပညာရှိတွေထောင်ထဲမှာ ထောင်ထဲမှာနေသွားခဲ့ရပြီလေသူတို့လည်းပြစ်ဆက်ရတာပဲပြန်ထွက်လာတယ်တချို့အမှုပညာရှင်ပြန်လုတ်တယ်တချို့ပြန်မလုတ်ဘူးသူတို့ရွေးချယ်မှု အဲ့ဒါကိုတစ်ချိန်လို့ line ပေါ်မှာအော် line ပေါ်မှာက YouTube မှာကဟိုအနီဘက်ကလည်း one star လိုက်အစိမ်းဘက်ကအနီဘက်ကစောလိုက်အစိမ်းဘက်ကပြန်ပြီးတော့ဟာနီပိနေလောင်နေပြောလိုက်ရှင်တို့တော်လိုင်းရေးရလေဘာတော်လိုင်းရေးမှန်းကိုမသိဘူးကျမလည်းဟိုနားတကယ်ကိုနားမလဲတာကျမတောင်တန်ရုပ်ပေါ့ရုပ်ရှင်ကားတဲ့ American ရုပ်ရှင်ကားတဲ့ကျမအရင်ကြည့်တယ်ချို history ကားတွေပေါ့နော်ဒီတကယ်တော်လိုင်းရေးကားတဲ့ကျမကြည့်ခဲ့လို့ရှင်ဒီတကယ်ချို့သူတို့လုတ်ခဲ့တော်လိုင်းရေးရလေ အသေးထဲမှာစူးပြီးတော့တိတိချာတော့လုတ်ခဲ့တာလေအဲအောင်မြင်ချင်းရတာတော့ကြောက်တော်လိုင်းကြီးကဘာမှန်းကောင်မသိဘူးအာရန်ဖြစ်နေကြတယ်လိုင်းပေါ်မှာရန်တက်ဖြစ်နေပဲဖတ်တင်တယ်ရန်ပေါ်မှာလိုင်းပေါ်မှာရန်တက်ဖြစ်တယ်အဲတခိုးအားပေးတယ်အချစ်တော်တွေလေသူကအရန်ချစ်လာပြီဆိုတော့အရန်ချစ်တာခါတဲ့အဲ့အနုပညာရှင်တွေကအာဒါကြီးရဟိုမွေကိုကင်ဆိုလို့ကင်မဲ့ကောင်ကင်မဲ့လူတွေကြီးပဲဒါကြီးအစိုက်ဆိုလို့တောက်ဆိုလို့တောက်မဲ့လူတွေကြီးပဲအချစ်လွန်ကြတာဒါနဲ့ကျမတို့ကြတော့ကိုယ့်ဟာကိုစဉ်းစားရတယ် ငါတို့ပေးလိုက်တဲ့ message တခုကငါတို့ကဟိုပေါ့အခုကျုံအရင်တော့မှတ်မိလားမသိဘူးထိုင်းမှာတို့တို့စာဆယ်လီတွေပစ္စည်းအောင်တဲ့ဆယ်လီတွေအဲ့ပစ္စည်းတွေက makeup တွေကဟိုပေါ့နော်သူအားနည်းစင်မကောင်းတဲ့ဟာလားမသိဘူးနော်မှတ်မိမလားမသိဘူးနော်ပြီးခဲ့တဲ့နှစ်ကာလမသိဘူးချက်ချင်းတို့တွေစစ်ဆေးတယ်အဲ့ရဲ့ page ကိုလွှင့်နေဒီဆယ်လီကိုပေါ့နော်တရားဆွဲရလားမသိဘူးနော်ဟိုမဟုတ်မှန်မကောင်းတဲ့ဟိုပေါ့ဒီပစ္စည်းတွေရောင်းလို့ပေါ့နော် အဲ့လိုမျိုးဖြစ်နေရမှာငါကျောင်းနိုင်ငံအဲ့လိုမဟုတ်ဘူးဟိုဒီဆယ်လီတာကိုချစ်ပြီးဆိုရင်အဲ့ဆယ်လီကဘာပဲပြောပြောကွာကောင်းသည်ဖြူသည်မဲသည်ဝါသည်အကုန်လုံးကိုလက်ခံပေးကြတယ်သူတို့အဲ့ကြောင့်လို့တချို့တွေကပြောတာကတော့စေတနာပေါ့မင်းတို့ပေးလိုက်တဲ့ message ကငါးနှစ်အတွင်းမှာအမားရဖြစ်နေမယ်မင်းတို့ချစ်တဲ့ဆယ်လီဒီဆယ်လီကအရင်နာမည်ကြီးနေတဲ့မင်းသားတယောက်ကျန်တဲ့မင်းသားတွေသူပြောအဲ့မင်းသားကိုအဓိကပြောတာပေါ့နော်ဒါပေမဲ့ ူပေးတဲ့ message တခုကအမှားကြီးဖြစ်သွားပြီဆိုရင်လူပြည်သူတွေကငကိုရဲသူ့ချစ်နေတာလေသူ့ချစ်နေရဆိုတော့ဖြစ်တဲ့ကြောင့်အကျွန်တော်ဒီတန်းပြီမှာကဥစ္စာအဲ့လိုဘူးတူတာတိုက်မကျွဲဝါကြဘူးနော်အချစ်လူမီဆိုရင်ကျွတ်ပြောအချစ်လူမီဟေးဆိုရင်ဘာပဲပြောအကုန်လုံးအကောင်ရင် message စုံမိတ်ပြီးတော့သူကချစ်နေကြဆိုတော့အဲ့လိုမျိုးဖြစ်မှာဆိုတချို့ကလည်းမင်းတို့ပေးတဲ့ message ကမှားနေတယ်ဒါပေမဲ့ तू तू လောက်တယ်ဆိုတာကသူ့ကိစ္စလေ तू လောက်တယ်ဆိုတာက ဟိုသူပြောရဲဆိုတာကတော့ဒါသူသူပဲသိမှာပေါ့နော်သူကောင်းစားဖို့အတွက်ဖြစ်ချင်းဖြစ်မယ်ပြောပြောပြီလေတကားကို3000လောက်ရတဲ့မင်းသားတယောက်ကလဲမလားဘယ်လဲမလဲသူ့ရဲ့ကြောကချမ်းသာမှုနော်သူအခုလက်ရှိမှာသူတို့ကောင်းကောင်းမွန်မွန်နေရတာတွေဘယ်သူကလဲနိုင်မလဲဒါဆိုကျွန်မပြန်မေးလိုက်မယ်တော်လန်ရေးမှာဘန်းပြပြီးလှုပ်ရှားသွားတဲ့အမတ်တွေအမေရိကကိုရောက်သွားပြီလေသူတို့မလုပ်ပြီးလဲရှင်တို့ blame မယ်ဆိုအားလုံး blame တယောက်တစ်ခုကပ်ပြီးတော့မလုပ်သွားနဲ့ ဲ့ဒါလေးပြောပြချင်တာဒါကြောင့်မို့ကျမကတော့ပြောတယ်ဘယ်ဆယ်လီမှလည်းကျမမကြိုက်ဘယ်နှုတ်ပညာရှင်မှလည်းကျမမကြိုက်ဘူးကျမဘယ်သူမှလည်း follow မလုပ်ထားဘူးဘာကြောင့်လဲဆိုတော့ဒီ line ပေါ်မှာတက်တက်ပြီးတော့အားချောင်းနေတာကြီးရလေအခုဆိုလို့ရှင်ပို့ဆိုးတာပေါ့နော်ဟာသူ့ fan ကိုပဲကိုရဲကလူကအစကျမကပေါ့နော်အမှုပညာရှင်ပြောတယ်သူ့အဲ့တယောက်ကိုပြောတယ်ဆိုကျမလာပြီးတော့သူနဲ့ကိုနဲ့ comment နေထိုင်ရေးနေရတယ်ကျမပြောမယ်တလားကိုအဟွာလားကိုကိုအဟွာဖြစ်ပါလိမ့်မယ်ယောက်ျားဖြစ်ပါလိမ့်မယ် ရှင်ချိုက်တာရှင်တို့ကိစ္စဒါမှရှင်တို့တော်လန်ရေးမှာလည်းယနေ့အထိရှင်တို့ကပြက်ပြက်တာတာဒီအမှုပညာရှင်ကတော့ pass ပေးလိုက်ပါဟိုတခြားလူတွေလည်းလုံနေတာပဲတခြားသူတွေလည်းလုံနေကြတာပဲဆိုပြီးတော့ရှင်တို့ကဒီသူ့ကိုတော့ငါတို့ဟိုပေါ့မပြောပါနဲ့သူကလည်းအဲ့လိုမျိုးရှင်တို့နှစ်လန်းဟိုဘခွနိုင်မယ်ဆိုရင်လုံမနေကြနဲ့ ပြက်ပြက်သားသားဆုံးဖြတ်ကမှာမှားတယ်ဆိုမှားတယ်လို့ပြောပြောရမယ်ချစ်တဲ့စိတ်နဲ့မဟုတ်ပါဘူးတခြားမင်းသားတွေလည်းရိုက်ခဲ့တာပဲတခြားဘသူလည်းရိုက်ခဲ့တာဆိုရှင်တို့ cover မလုပ်ပေးနဲ့အဲ့လိုမျိုးရှင်တို့ cover လုပ်ပေးတယ်ဆိုလို့ရှင်ရှင်တို့တွားနေတဲ့လမ်းကြောင်းမှားနေတယ်မားရဲဆိုတော့အဲ့ဒီကျွန်တော်တို့ဖုန်ကြီးတယောက်ကဒီကျွန်တော်ဖုန်ကြီးတစ်ပါးကဒီနေ့ဩဝါဒမှာမှားနေတာမှားနေတာပဲ မားနေတာကြီးကိုချစ်တဲ့စိတ်နဲ့သွားပြီးတော့ဟာဒီမင်းသားကလောက်တာအကြောင်းမဟုတ်ပါဘူး။ तू လည်းအရင်တုန်းကလည်းတခြားမင်းသားတွေလောက်ခဲ့တာပဲ။ဒီတခြားမင်းသားတွေလည်းအရင်တုန်းကရိုက်ခဲ့တာပဲ။ဘာလို့အပြစ်မပြောတာလဲ။ဟုတ်တယ်အရင်တုန်းကတခြားမင်းသားခဲ့တခြားမင်းသားခဲ့။အခုက2025 2026ကလာတော့မှာ။ဟုတ်ပါအဲ့ဒါပြောတာလေ။အခုကရှင်တော့ကတခုခုဆိုလို့ရှိရင် ကျမပြောပြီကျမဝေါ်မှာကျမ post တင်တာမကြိုက်လို့ရှင်မကြည့်နဲ့ကျမ unfriend လုပ်သွားလိုက်အမကျမကအနုပညာရှင်တခုကိုကျမမကြိုက်ဘူးဆိုလို့ရှင်ကျမကိုတားပိုင်ဝင်လည်းမရှိပြောပိုင်ဝင်လည်းမရှိဒါကျမရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကျမကြိုက်တဲ့လမ်းကိုကျမရွေးမှာကျမကြိုက်တဲ့အနုပညာရှင်ဆိုလို့ရှင်လေကျမကြိုက်ချင်ကြိုက်မယ်မကြိုက်ချင်မကြိုက်ဘူးဒါမဲ့အနုပညာရှင်ဆိုတာကသူတို့ကိုကြည့်ရတယ်ပြည်သူတွေကသူတို့ကိုကြည့်နေပြီးတော့သူတို့ဘာပြောလဲသူတို့ဘာတွေရိုက်သွားသလဲသူတို့ဝစ်တယ်လို့ဝစ်လား နော်သူတို့ဝစ်ချင်တယ်လို့ဝစ်တယ်သူတို့ဝယ်ချင်လို့ဝယ်ကြမလို့ရွှေဆိုင်နေမှာဆိုလို့ရှိရင်သူတို့ခေါ်ကြတယ်စေးဆိုင်နေမှာဆိုလို့ရှိရင်သူတို့ခေါ်ပြီးတင်ကြအောင်သူတို့ကိုကြည့်တော့လာဝယ်ကြအောင်လေအဲ့ဒါလည်းရှင်တို့မသိဘူးလားအဲ့ဒါလည်းတို့မသိတာလားအဲ့ဒါကိုလည်းတို့သိရတယ်မဟုတ်ပါဘူးမပြောပါနဲ့အဲဒါတွေကမှားနေတယ်အဲသူတို့လည်းဟိုအထက်ထဲမှာနေရလို့ပါအဲကျမဖုန်ကြီးစာလာမချနဲ့ဟာဖုန်ကြီးကြောင်းမှာဆိုအခုကျမသိတယ်ဒါပေမဲ့ကျမပြောတာက တချို့အရာတွေမှာလဲရှောင်လို့ရရှောင်လို့ရမှာပါမပြောတတ်ဘူးပေါ့နော်။ तू तू ရောတဲ့ကိစ္စ तू ပဲသိမယ်။ तू လောက်တဲ့ကိစ္စ तू တော့ပဲသိမယ်။ကျွန်မလည်းမသိဘူး။ကျွန်မလည်းအထက်မှမနေဘူး။ကျွန်မလည်းသွားပါတာမသိဘူး။ဒါပေမဲ့ तू တခါလေကြားလို့ရှင်အမှုပညာရှင်တွေပေးတဲ့သင်ကန်းစာတွေပေါ့ဒီရုပ်ရှင်ကားတွေကပြီတချို့တော့ဘုသူတာအသိပညာမကျွဲဝတဲ့သူတွေအတွက်က mindset ကြီးဝအော်အဲ့ဒါဟုတ်တာပဲသူတော်မှပြောနေတာပဲဒီအမှုပညာရှင်ကပြောနေတာပဲဟုတ်ချင်ဟုတ်မှာပါဆိုတဲ့အတွေးတွေနဲ့ သူတို့ဝင်သွားလိမ့်မယ်။ဒါကြောင့်တခါလေးကျကျမကပြောတာကဟိုးစားပေါ့မနေ့ကပေါ့နော်ဒရိုက်တာတယောက်ရဲ့ဒရိုက်တာပေါ့နော်သူလည်းတော်ထဲမှာပေါ့နော်။ तू ပြောလိုက်တယ် तू ကတော့ရှင်းတယ်ကျမဆိုင်တယ် तू तू ပြောတယ် तू तू လည်းကျမတစ်ခါကြည့်တယ်။အမတစ်ခါကျ तू ကလည်းဟိုနုကြည်နေတော်တော်ပတ်သက်နေတော့ကျမတိတ်မကြည့်ဘူး तू ။အမ तू မနေ့က तू တင်တဲ့ post လေးတစ်ခုကအဲ YouTube မှာ तू တင်တဲ့ live တစ်ခုကတော်တော်လေးကောင်းပါတယ်။မင်းတို့မသိသေးတာလား။မသိသေးဘူးဆိုလို့ရှင်ငါ့ဖုန်းတစ်ချက်ပဲထိုးမင်းတို့ဖုန်းစလင်ကံပြောငါပြပေးမယ်။ နော်ငါဗီဒီယိုကောနဲ့ပြပေးမယ်အဲ့ဒါပြစရာမလိုပါဘူးနော်တို့မသိပဲနေမလားယနေ့တည်းရက်တည်းရက်ဘုံသွားစက္ကစဘုံကျဲလို့အသက်ပေးသွားရတဲ့ကလေးတွေလူကြီးတွေအိမ်နေနော်မီးရှို့ခံရတာအရှင်လက်လက်မီးရှို့တာတွေအိမ်ခြံစည်းရုံးမှာကျမအဲ့ကျမကျမကြည့်တော့မကြည့်ကျမကြည့်လို့ရှင်ကျမဟွာ ကျမနဲ့သွေးနုတတယ်အဲ့သွေးသွေးဟိုကသွေးလန့်တဲ့ယောဂါရှိကျမအရန်ကြောက်တယ်ဟာလေမကြည့်ရဘူးအဲ့ရာတွေရောပြန်မြင်ရပြန်မြင်ပြန်မြတ်ပြန်မြင်ကြည့်လိုက်ရုပ်ရှင်မဟုတ်ဖ ೇನೆ ရုပ်ရှင်ရိုက်ကူးတာမဟုတ်ဖ ೇನೆ လက်တွေ့ဘဝမှာလက်တွေ့ဘဝမှာနော်ရုပ်ရှင်မဟုတ်ဘူးနော်လက်တွေ့ဘဝမှာခံစားသွားရတဲ့သူတွေကိုရှင်တို့ကကိုချင်းစာနာစေရှိမယ်ဆိုရင် ရှင်တို့ယနေ့ကျွဲဝနေတဲ့သိန်း၄တောင်နဲ့သိန်း၅တောင်နေနဲ့စားလို့ရှင်အမသက်ပေးသွားတဲ့သူတွေကိုကိုချင်းစာတရားထားပေးကြပါတော့။ဒါမဲ့လူဆိုတာကကိုရှေ့မရောက်မလားမချင်းကိုစီမရောက်မလားမချင်းဘယ်တော့မှကိုချင်းစာတရားဆိုမရှိကြဘူး။ရှင်တို့ခုချိန်မှာရှင်တို့မလွဲသာမနေသာလို့တို့လောက်ရလိမ့်မယ်။ခုပြန်စဉ်းစားလိမ့် ကြောက်စိတ်နဲ့ရှင်တို့လုံနေရပြီ။နောက်တစ်ဆင့်တစ်ဆင့်တိုးလာဖို့ပဲရှိတယ်။ရှင်တို့အနေချောင်းမဲအစားချောင်းမဲဆိုရင်လို့ရှင်လည်းပတ်ဟုတ်ပါတယ်။ရှင်တို့အနေချောင်းမဲအစားအစားအစားချောင်းမဲဟုတ်တယ်မှန်တယ်။ဟိုပတ်စံနေကာမီတော့ ဟိုဟော့ဥစားဘန်ကောက်တွေစင်ကာပူတွေသွားပြီးတော့ shopping ထွက်နိုင်မယ်ကိုသားသမီးတွေကိုလေရင်ကြီးပေးစီးပြီးတော့အဲကိုသားလေးရဲ့ပထမဆုံးချိန်တသားလေးရဲ့ပထမဆုံးချိန်လေဥစားပေါ့နော်အဲ abroad သွားတာပေါ့နော်လေရင်ပြန်ကြီးစီးပြီးတော့ဟိုသွားကြမယ်မှန်တယ်ဒါမဲ့ရှင်တို့တနေ့ကြရင်အဲ့ဒီနိုင်ငံမှာရှင်တို့နေနေတာလူတစုပဲကောင်းစားသွားမှာလေလူတစုပဲကောင်းစားသွားမှာဟုတ်တယ်ဟုတ် ူတစုပဲကောင်းသွားမှာအဲ့လူတစုလေးကောင်းစားပြီမဲ့ရှင်တို့ဘယ်ချိန်ထိကောင်းစားရှင်တို့လက်သက်ကြီးလာမှာပဲရှင်တို့အခုချိန်မှာနင်တို့ရုပ်ရည်လေးကြောင့်အသက်ရကြောင့်ရုပ်ရှင်ရိုက်လို့ရပြီမဲ့တနည်းကြာအသက်40 50 60နင်တို့ဘေးမဖြစ်ထားခံအောင်အဲ့ခါကျလို့ရှင်တက်ကြီးရောပူစော်ပွဲရဆိုပြီးတော့လည်းနစ်ရှိလူငယ်တွေရဲ့ကတော့ကျင်လာခံရအောင်ပါဟုတ်တယ်မလားမှန်ပါတယ်ပတ်စံသည်ဒုတိယဖျားသခင်မဟုတ်ပါဘူးသူတို့အတွက်ကတော့ပတ်စံသည်ပထမ ဖရားပါပဲဒါတွေကျမတို့သိတဲ့အခါမှာကိုကဩနားလဲပေးလို့ရလားမလားကျမတို့ပြောပြီးကျမတို့မကြည့်စို့ကြည့်မကြည့်တာဒါမဲ့လည်းအမြင်အာရုံချင်းကွဲမှာပေါ့နော်။ဒါကြောင့်တချို့ကချစ်တဲ့စိတ်နဲ့အရန်ကိုကြည့်ကြတာလေ။ချစ်တဲ့စိတ်နဲ့ဟိုဘလို့အပြည့်မမြင်ကြတော့ဘူး။ဒါကြောင့်မလို့သွားမဲ့ခီလန်ကမရောက်ဖင်းနဲ့မပေါက်ရောက်ဖင်းနဲ့ကြန့်ကြာနေတာဟာ။ဘသူအပြည့်မှာသူတို့အစက်လေးတွေရဲ့အနုပညာရှင်ရဲ့အပြည့်မဟုတ်ဘူး။ ရှိရှိရပြည်သူတွေရဲ့အဖြစ်ပါပဲလို့အဲ့လိုပြောလို့ငါအနေနဲ့လာပြောပြောတယ်ငါပြောချင်တာငါပြောတယ်ငါရေဝေါ်မှာဒါကြောင့်မလို့ဘသူ့ကိုမှအဖြစ်မတင်ပါနဲ့ကြည်တာမကြည်တာကိုယ်နဲ့ပဲဆိုင်နေပြည်သူလူထုနဲ့ဆိုင်တော့ကြောင့်ပြည်သူလူထုပဲအဆုံးဖြတ်ပေးသွားပါစေအဲ့ဒီအမှုပညာရှင်အားလုံးဆိုတော့ဒီအမှုပညာရှင်ကိုထပ်ပြီးတော့ complain မတက်ကြနဲ့เนาะအပြစ်မတင်ကြနဲ့ ကျမပြောပြပြီလေတကားကို3400 5000ရတဲ့မင်းသားကယနေ့တိုက်ကြီးတွေမှာသူတို့အိမ်နေဆိုလို့ရှိရင်နော်တိုက်သူတို့တိုက်ဆိုလို့တောင်းပေါင်းတောင်းသိန်းတောင်းပေါင်းများစွာရှိရလူကလဲရဲမလားပြည်သူတယောက်ရဲ့ငိုသံနဲ့လဲရဲမလားမလဲရဲပါဘူးလို့ဒါကအမှန်တရားဘယ်သူမှမလဲရဲဘူးရှင်တို့ဆိုရင်လဲရဲလားပြန်စစ်စမ်းတော့ပါပဲ